Hello, welcome back to my channel. ဒီ vlog မှာတော့ကျွန်တော်တို့လေ့လာနေတဲ့ဘာသာစကားတစ်ခုခုကိုသုံးပြီးတခြားသူတွေနဲ့စကားပြောတဲ့အခါစိတ်ထဲမှာမြန်မာလိုတွေးလိုက်တဲ့အရာကိုဗဇက်ကနေအလိုလျောက်အဲ့ဒီဘာသာစကားနဲ့ပြောထွက်အောင်အထောက်အကူဖြစ်စေမယ့်ကျွန်တော်လုပ်လို့ရှိတဲ့နည်းလမ်းလေးတစ်ခုကို share လုပ်တော့မှာပါခင်ဗျ။ စိတ်ဝင်စားရဆိုရင်စက်ကြည့်လို့ရပါတယ်ကျွန်တော်တို့ဘာသာစကားတစ်ခုကိုစပြီးလေ့လာကြဆောင်မှာကိုပြောချင်တဲ့အရာတစ်ခုကိုအဲ့ဒီဘာသာစကားနဲ့ချက်ချင်းပြောထွက်ဖို့ဆိုတာတိတ်မလွယ်ပါဘူးအဲ့ဒီအခက်အခဲရဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ကဗဇက်ကနေမပြောခင်မှာစိတ်ထဲကနေမြန်မာလိုအရင်ဘာသာပြန်ကြည့်နေရတာမို့လို့ပါတကယ်လို့ပြောမယ့်အကြောင်းအရာကကိုပြောလို့ပြောတာမရှိတဲ့ topic ဆိုရင်ပို့ဆိုတာပေါ့ဥပမာအင်္ဂလိပ်လိုပြောမှဆိုရင်လည်း vocabulary စဉ်းစားနေရတာနဲ့တင်စကားပြောတာအထက်တင်ကောင်းကောင်းနဲ့အဆင်ပြေချုံးဝင်မနေဘူးဗျာ you want you you could do so you you do you could အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကိုစဉ်းစားတဲ့အကြောင်းအရာတွေကိုကိုလေ့လာနေတဲ့ဘာသာစကားနဲ့တွေးတဲ့အကျင့်လေးလောက်ထားလို့ရပါတယ်ဗျအဲ့ဒါမှတကယ်တမ်းတခြားသူတွေနဲ့အဲ့ဒီဘာသာစကားကိုသုံးပြီးစကားပြောတဲ့အခါမှာကိုပြောချင်တာကိုမြန်မာလိုအရင်စဉ်းစားနေရတဲ့အချိန်ကတဖြည်းဖြည်းနဲ့နည်းလာမှာပါခင်ဗျပြောချင်တာကဗျပန်းသီးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲလို့ကျွန်တော်တို့ကိုမေးလိုက်ရင်စဉ်းစားနေကြမလို့ပဲနဲ့ချက်ချင်းပြန်ပြေးနိုင်တာဘာလို့လဲ Apple ဆိုတာပန်းသီးမှန်းသိနေလို့ပေါ့ပြီးတော့အဲ့ဒီကနေတစင်ပန်းသီးတစ်လုံးစားခြင်းနဲ့ဆိုတာကိုလည်းအင်္ဂလိပ်လို I want to eat an apple လို့ပြောဖို့စဉ်းစားနေကြလို့လို့လားမလို့ဘူးလေဟုတ်တယ်မလားဘာလို့လဲဆိုတော့ဖျက်ရှင်းပါတယ်အဲ့လိုပြောရတယ်ဆိုတာကိုအစကတည်းကသိပြီးသားခဏခဏပြောဖို့ပြီးသားမို့လို့ပါ ဒါပေမဲ့တချို့ကြောင်ရတွေကိုကြာတော့ကျွန်တော်တို့ပြောချင်တဲ့အတိုင်းပါဇက်ကနေချက်ချင်းထွက်မလာတာပါကြောင့်လဲ။ဘာဖြစ်လို့လဲဆိုတော့ကိုယ်စိတ်ထဲမှာပြောချင်နေတဲ့အရာကိုအင်္ဂလိပ်လိုတွေးတာနဲ့ပြောတာနည်းနေသေးလို့ပါ။အဲဒါကြောင့်ကျွန်တော်တို့ကဘာသာစကားတခုကိုလေ့လာပြီးဆိုရင် vocabulary တွေ pattern တွေအများကြီးသိနေရုံ native speaker တွေပြောတာကိုများများနားထောင်နေရုံနဲ့မလုံလောက်ပါဘူး။ကိုပြောချင်တဲ့ကြောင်ရတွေကိုကိုသိထားတာတွေနဲ့ဘယ်လိုပြောမလဲဆိုတာကိုစဉ်းစားတဲ့အလေးချင်းကိုလည်းများများလောက်ထားနိုင်မှာသူများပြောတာကိုနားလည်ပြီးကိုကကောင်းကောင်းပြန်မပြောနိုင်တာမျိုးမဖြစ်တော့ပါဘူးခင်ဗျ။ဥပမာ diary ရေးတဲ့သူဆိုရင်လည်း English လိုကြိုးစားပြီးရေးကြည့်ရမျိုးပေါ့။တကယ်လို့ကိုက diary တွေရတဲ့တူမဟုတ်ဘူးဆိုရင်လည်းကိုယ်စိတ်ထဲမှာတွေးမိတဲ့အရာတစ်ခုခုကိုအင်္ဂလိပ်လိုစဉ်းစားပြီးတော့ပြောကြည့်တာမျိုးပေါ့အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်လည်းကို့မှာရှိတဲ့မြန်မာစာအုပ်တစ်ခုခုကိုတူတာစာပေပဲဖြစ်ဖြစ်ရာသစာပေပဲဖြစ်ဖြစ်ပေါ့အဲ့ဒီစာအုပ်ထဲကစာတွေကိုအင်္ဂလိပ်လိုလိုက်ပြီးတော့စဉ်းစားကြည့်ရမျိုးလည်းလုပ်လို့ရတယ်ကျွန်တော်ကတော့ခုနကပြောသွားတာတစ်ခုမှမလုပ်ပါဘူး ကျွန်တော်ကတချင်းနားထောင်ရတာကြိုက်တာမို့လို့ကျွန်တော်နားထောင်နေကြမြန်မာတချင်းတွေရဲ့စာသားတွေကိုအင်္ဂလိပ်လိုစဉ်းစားပြီးပြောကြည့်တဲ့အကျင့်လေးပဲလုပ်ထားပါရခင်ဗျ။တချင်းတွေကအမြဲနားထောင်ပြတော့ကိုပြောကြည့်ထားတဲ့အင်္ဂလိပ်စကားလုံးတွေကိုပြန်လေ့ကျင့်ကြတယ်ဆိုရင်လည်းတကူတကလိုက်ရှာနေကြမလို့တော့ဘူးပေါ့။ပြီးတော့တခါတလေတချင်းနားထောင်ရင်းနဲ့ပဲအင်္ဂလိပ်လိုလိုက်ပြောကြည့်နေလို့တော့ရတယ်လေဟုတ်တယ်မလား။အဲ့တော့ကျွန်တော်ကတပတ်တစ်ခါလောက်ကျွန်တော်ကြိုက်တဲ့တချင်းတဘောကိုရွေးပြီးတော့တချင်းစာသားကိုညီးလိုက်အင်္ဂလိပ်လိုစဉ်းစားလိုက်လုပ်ပါရ။ဥပမာဝိုင်းစုခိုင်သိန်းရဲ့ချစ်သူမရှိတဲ့အချိန်ပဲထားပါတော့ဗျာ။တချင်းကိုအရင်ညီးလိုက်တယ်။မနက်ခင်းတကား လေးဖွင့်ရင်လာနေကြလမ်းလေးကိုငေးကအဲ့ဒီအကြောင်းကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲစဉ်းစားလိုက်တယ်မနက်ခင်းကတော့ morning ဟုတ်ပြီပြီးရင်တကားဖွင့်တာဆိုတော့ open the door လို့ပဲအရင်စဉ်းစားလိုက်တယ်ဗျာအဲ့ဒါပြီးရင်လာနေကြလမ်းကသူ့ချစ်သူလာနေကြလမ်းကိုပြောတာဆိုတော့ the lane he used to come လို့လောလောဆယ်ထားလိုက်မယ်နော်အဲ့ဒီလမ်းကိုငေးနေတာကစိုးနေတဲ့သူဆိုတော့ i guess ပေါ့ okay စကားလုံးတွေရသွားပြီဆိုတော့ တချို့ဖြစ်တဲ့နာလေးတွေဖြစ်ပြီးသူပြောချင်တဲ့အတိအပယ်ရအောင် ပြန်စီလိုက်မယ်နော်အဲ့တော့လောလောဆယ် I open the door in the morning and gaze the lane he used to come လို့စဉ်းစားလိုက်ပြီးတော့အဲ့လိုပြောတာအဆင်ပြေမပြေနဲ့ grammar မှန်မှန်ကိုပါ AI ကိုတခါတည်းစစ်ခံလိုက်ပါတယ်ဘယ်လိုစစ်လဲဆိုတာကျွန်တော်တစ်ချက်ပြပေးမယ်နော်ကိုစစ်ချင်တဲ့ sentence ကိုကိုသုံးတဲ့ AI ရဲ့ message input box မှာ အရင်ရေးလိုက်တယ် being out ma can you please check if it is correct way to say and suggest low ye be and i call it အဲ့မှာသူကကိုရေးတာမားရင်လည်းဘယ်နေရာလေးကတော့ဘလို့မားနေရဲမှန်တယ်ဆိုရင်လည်းမှန်တယ်ပေါ့ဒါမှမဟုတ်ဒီလိုလေးပြောရင်တော့ပိုကောင်းတယ်ဆိုပြီးတော့ပြန်ပြောပါလိမ့်မယ်ခင်ဗျာ အဲကျွန်တော်ကအခုပြောသွားတဲ့နီလန်းနဲ့တခြင်းတစ်ပုတ်လုံးကိုအင်္ဂလိပ်လိုစဉ်းစားပြီးတော့အရင်ချရေးလိုက်ပါတယ်။ဒါပေမဲ့အစာအုပ်ထဲမှာချရေးတာမျိုးမဟုတ်ဘဲနဲ့ဖုန်းထဲက note မှာပဲမှတ်ပါတယ်ဗျ။အဲ့ဒါမှာကိုပြန်ကြည့်ခြင်းလည်းအချိန်မရွေးပြန်ကြည့်လို့ရအောင်ပါ။တခြင်းတစ်ပုတ်လုံးကိုရေးပြီးသွားပြီဆိုရင်တော့တခြင်းလေးနည်းနည်းညီလိုက်အင်္ဂလိပ်လိုပြောကြည့်လိုက်လုပ်ပြီးလေ့ကျင့်ပါရခင်ဗျ။လေ့ကျင့်မှများလာတဲ့အခါနှစ်ရက်သုံးရက်လောက်ဆိုစာသားကိုမြန်မာလိုစိတ်ထဲကနေတွေးလိုက်တာနဲ့ပါဇက်ကနေအင်္ဂလိပ်လိုချက်ချင်းပြောထွက်လာပါတယ်။ Nice ။အလွတ်ချက်တာလုံးဝမဟုတ်ဘူးနော်။ တွေးပါများပြောပါများလားလို့အုံနောက်ကသူ့အလိုလိုမှတ်မိလာပြီးပါဇက်ကနေအလိုလိုပြောနိုင်လာတာမျိုးပါ အခုချင်းနေတူလဲဒီတခြင်းနဲ့လေ့ကျင့်ခြင်းအသုံးလို့ရအောင်ကျွန်တော်လေ့ကျင့်ထားတာလေးကို Bamri Subtitle နဲ့အခုတခါရပြပေးမယ်เนาะအဲ့တော့ဒီ vlog ကိုအချိန်ပေးပြီးကြည့်ရကြိုလက်နက်သွားအောင်အခုတခါရကျွန်တော်နဲ့အတူတူ practice လုပ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျကျွန်တော် sentence တစ်ကြောင်ပြောပြီးတိုင်း video ကိုခဏရက်ပြီးလိုက်ပြောကြည့်လို့ရပါတယ်ကျွန်တော်ကတော့ video အရင်ရှည်သွားမှဆိုလို့မြန်မာလိုမပြောတော့ဘူးเนาะတကယ်လို့မြန်မာလိုတော့တွဲပြီးတခါရလေ့ကျင့်ခြင်းနဲ့ဆိုရင်တော့ subtitle ကိုကြည့်ပြီးကိုယ့်အကူတခါရပြောကြည့်လို့ရပါတယ်အဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်စလိုက်အောင် I opened the door in the morning and gazed down the lane he used to come from Same as yesterday, I don't feel like going out today. I'm waiting for my lover, looking forward to the moment he comes into my life. Why does it rain so heavily only when my love isn't around? Our memories are fluttering here and there in the wind. I wish I could feel your warmth like before, and I miss your gentle kisses. But I still have to keep waiting for you from a distance, understandably. Time seems to pass too slow on the days we are apart. If I had a superpower, I want to manipulate the time. I'm waiting for my lover, looking forward to the moment he comes into my life. Why does it rain so heavily only when my love isn't around? Our memories are fluttering here and there in the wind. I wish I could feel your warmth like before, and I miss your gentle kisses. But I still have to keep waiting for you from a distance, understandably. ဒါပေမဲ့တစ်ခေါက်ထင်းနေတော့ပြင်မာစကားပြောတဲ့အခါကိုတိထားတဲ့စကားလုံးတွေကိုပါစက်ကနေချက်ချင်းပဲထုတ်အောင်မလဲဗျာကိုတွေးတာနဲ့ပြောတာနဲ့အချိန်ဆက်မိပြီးအသားကြတဲ့အထိလေ့ကျင့်ဖို့တော့လိုတာပေါ့အဲ့တော့ခုနကလိုကောင်းကောင်းစဉ်းစားနိုင်မှုအတွက်ဆိုရင်ကျွန်တော်တို့က vocabulary နဲ့ pattern တွေသိဖို့လိုလာပြီပေါ့အဲ့ဒါကြောင့်ဝေါ်ဟာရကျွဲပါအောင် vocab တွေကိုအပင်ပန်းခံပြီးအလိုမချက်ပဲကျွန်တော်လေ့လာတဲ့နည်းလမ်းလေးနဲ့ကျွန်တော်လေ့လာထားတဲ့ pattern တွေထဲကအသုံးဝင်တဲ့ pattern တချို့ကို share လုပ်ပေးထားပါသေးခင်ဗျအဲ့ဒီ vlog တွေရဲ့ links ကိုဒီ video ရဲ့ description မှာချပေးထားပါတယ်ခင်ဗျစိတ်ဝင်စားရဆိုရင်တော့ကြည့်လိုက်နော်တကယ်လို့ကျွန်တော်လေ့ကျင့်တဲ့ ချင်းတွေကနောက်ထပ်သတင်းတစ်ပုဒ်ကိုလည်းအခုလိုမျိုး vlog လုပ်ပြီးတော့တင်ပေးစီရင်လည်းဆိုရင် comment မှာရေးခဲ့ပေးပါခင်ဗျထုံးစံအတိုင်းအယောက်90ပြည့်ရင်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်တင်ပေးပါမယ် So if you enjoy this video please hit the like button and don't forget to subscribe my channel see you in my next vlog ကျမ်းမာပျော်ရွှင်အဆင်ပြေပါစေ bye bye